ဘဘဖတ်များအောင်မင်္ဂလာပါ clock corner နဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဒီဘက်ကတော့ကျွန်တော်ဂျားရဲ့ထဲမှာတော့ champion league ပွဲတွေပြန်လဲစတင်လာပြီဗျာအဲဒီတော့ကြောင့်ကျွန်တော်ဒီဗီဒီယိုမှာတော့အဲသူတစ်ပြေကျွန်တော်တို့ premier league ကအသင်းတွေဒီညမှာတော့ရှင်းပြမယ်ဗျာဒီထဲမှာမှကျွန်တော် arsenal နဲ့ manchester city တို့ရဲ့ champion league ပွဲစဉ်အကြောင်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ် โอเคဒီဗီဒီယိုလေးမဆောင်ရင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကတဲ့ရင် like and subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်โอเคအဲ့ဆိုလို့နေကျွန်တော်တို့ဗီဒီယိုလေးကိုစားလိုက်ကြအောင်ရင်းဦးဆုံးအနေနဲ့ကျွန်တော်တို့ဒီညချင်းမြန်ကစားတဲ့အဲချင်းမြန်လေးပွဲတွေနေမှာပွဲကြီးပွဲကောင်းဖြစ်တဲ့ Arsenal နဲ့ Atletico Madrid ဒီနေ့အထိုက်အတန့်တွေ့ဆုံမှုမှာတော့တော်တော်လေးဥမှကောင်းမွန်တဲ့အခြေအနေလို့မြင်တယ်တစ်ဖက်ကကျွန်တော်တို့ Arsenal Arsenal ကတော့သူတို့ရဲ့အိမ်ငွေမှာအဲကစားမဲ့ ချက်မန်လေးပွဲစဉ်မှာကျွန်တော်ဒီတစ်ခါမှာတော့ထပ်ပြီးတော့နိုင်ယူသွားနိုင်မလားဆိုတာတော့တစ်ချက်တော့စောင့်ကြည့်ရအောင်ပါ။ Okay အဲဆိုလို့ရှိရင်ဒီနေ့တည်းရဲ့ကျွန်တော်တို့နောက်ဆုံးရှင်မြင်ထားတဲ့ငါးပွဲကိုကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင် Arsenal အနေနဲ့တော့ဒီငါးပွဲနောက်ဆုံးရှင်မြင်ထားတဲ့ငါးပွဲမှာဆိုလို့ရှိရင်သူတို့လုံးဝရှုံးပွဲမရှိဘဲနဲ့သူတို့နိုင်ပွဲတွေဆက်ထားတယ်ဗျာ။ဒီဘက်က Atletico Madrid Atletico Madrid ကလည်းအဲသူတို့လည်းအတူတူပဲသူတို့ကကြတော့အဲရှုံးပွဲမရှိဘူးဒါမှမဟုတ်သူတို့မှာတော့တည်ပွဲ၂ပွဲရှိပြီးတော့သူတို့အဲနိုင်ပွဲ၃ပွဲရှိတယ်ဗျာ။ တို့ဒီဝဲကြခဲ့တဲ့ပွဲဆိုလို့ရှိရင်တို့အဲ AC Milan နဲ့အဲ Inter Milan နဲ့တို့တည်ကြတယ်ဗျာပြီးလို့ဆိုလို့ရှိရင်တို့လိမှာပဲတို့အေဝဲနှစ်ပွဲကိုတို့ကြထားပြီးတော့တို့လည်းရှုံးမွေးမရှိတင်းတင်းထိုက်ထိုက်တွေ့ဆုံမှုမှာတော့တော်တော်လေးဥမာကြီးလို့ကောင်းမယ်ပွဲတစ်ပွဲဖြစ်မယ်လို့တော့ကျွန်တော်ကမြင်တယ်ကျွန်တော်ချန်ပီယံလိပွဲစဉ်နှစ်ပွဲပြီးသွားတဲ့အချိန်မှာတော့ Arsenal ကတော့နှစ်ပွဲစလုံးအနိုင်ရလက်ပုံပေါ်ထားနိုင်တယ်တစ်ဖက်က Atletico Madrid ကတော့တို့တပွဲပဲနိုင်ပြီးတော့တပွဲရှုံးထားတဲ့အတွက်ကြောင့်ဒီနေ့ ရှင်ပြိုင်မဲ့ပွဲမှာတော့အတ္တရကိုမထက်နေနဲ့အဝေးကမှလာရောက်ရှင်ပြိုင်ရမယ်တစ်ဖက်ကအာဆင်နယ်ရဲ့တော်တော်လေးဥမာကောင်းမွန်တဲ့ခြေစွမ်းပြမှုတွေနဲ့အတူဒီနေ့ပွဲမှာအာဆင်နယ်တို့ထပ်ပြီးတော့အနိုင်ယူသွားနိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်အောင်မယ်အထူးသဖြင့်အာဆင်နယ်မှာလည်းသူတို့ရဲ့ကစားသမားကောင်းနေရှိတယ်ပြီးလို့ဆိုရင်သူရဲ့ sorry ပါသူတို့ရဲ့နောက်တန်းမှာလည်းအဲတော်တော်လေးမှကောင်းမွန်တဲ့ကစားသမားတွေရှိပြီးတော့သူတို့ရဲ့ပေးကိုးကလည်းတော်တော်လေးမှနည်းပါးတဲ့အခြေအနေရှိတဲ့အတွက်ကြောင့်ဒီကတော့ကျွန်တော်တို့ချန်ပီယံလိပွဲစဉ်သုံးမှာတော့ တို့အတင်းကြီးတင်းဖြစ်တဲ့အတရီကိုမက်ထရစ်ကိုတို့ရဲ့အိမ်ခွင်းမှာရှင်းပြကစားတဲ့အချိန်အခါမှာတော့တို့အနိုင်ရလက်တွေကိုပုံဖော်သွားနိုင်မှာဆိုတော့ကျွန်တော်တို့တစ်ချက်တော့ဆောင်ကြမယ်ကျွန်တော်အနေနဲ့အဲဒီနေ့ပွဲလေးမှာပေါ့နော်ဗျာအာဆင်နယ်နေနဲ့တို့ထပ်ပြီးတော့ပဲအနိုင်ယူသွားမယ်လို့တော့မြင်တယ်ဘာဖြစ်တော့လဲကြောက်လဲဆိုရင်တို့မှာကစားကစားကောင်းနေရှိတယ် sorry ပါပြီးလို့စရင်လည်းအိမ်ခွင်းလည်းဖြစ်တယ်ဗျာအဲနောက်ပြီးတော့တစ်ဖက်ကလာရောက်ရှင်ပြိုင်မဲ့အတလီကိုမက်ထရစ်ကတော့အဲသူတို့နောက်တန်းလည်းတော်တော်လေးမှကောင်းမွန်တယ်ကွင်းလည်းလည်းအဲကစားသမားကောင်းနေရှိ ီးလို့ဆိုရင်တို့မှာအဲဂျူလန်အေဗာတက်တို့ဘာလို့တိုက်စစ်မှာပြန်လဲပေါဝင်လာတဲ့အတွက်ကြောင့်တော့အာဆင်နယ်အနေနဲ့အေဗာတက်တို့ဘာလို့တော့တော်တော်လေးဟိုမှာထိန်းသိမ်းရခက်မယ်လို့မြင်တယ်ဒါမှလည်းအေဗာတက်ကလည်းကျွန်တော်တို့ပရီးမီးယားလိဂ်ကနေပြီးတော့ပြောင်းသွားတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်အာဆင်နယ်အနေနဲ့ဒီကစားသမားရဲ့အခြေအနေကိုသိရှိရမယ်လို့တော့မြင်တယ်ဘာတွက်ကြောင့်လဲဆိုလို့ဆိုရင်အဲနောက်တန်းကစားသမားဖြစ်တဲ့ဆလီဘာတို့နောက်ပြီးတော့ဂရာဗီယယ်တို့ဆိုလို့ဆိုရင်လည်းဒီကစားသမားကိုဘယ်လိုထိန်းသိမ်းရမလဲဆိုတာတော့အာသူတို့အနေနဲ့ မြင်မယ်လို့တော့ထင်တယ်ဒီတော့ကြောင့်လည်းအာဆင်နယ်အနေနဲ့တို့ရဲ့အိမ်ဝင်းမှာပဲဒီခါရောအနိုင်ရလက်ပုံဖော်နိုင်မလားဆိုတော့ကျွန်တော်တို့ချက်တော့စောင့်ရမယ်ကျွန်တော်တို့ဒီနေ့ပွဲလေးမှာတော့အတ္တရီကိုမက်ဒရစ်အနေနဲ့ကတော့အာတွင်းကိုလေးတွေတော့ကျွန်တော်မြင်တွေ့ရမယ်လို့မြင်တယ်ဘာဖြစ်လို့ဆိုရင်အတ္တရီကိုမက်ဒရစ်ကလည်းတော်တော်လေးမှကောင်းမွန်တဲ့ကစားသမားတွေရှိတယ်ပြီးလို့ဆိုရင်အဝေးကွန်းမှာတွားရောက်ရှင်ပြိုင်တဲ့ပွဲလေးမှာလည်းတို့အခြေစွမ်းကောင်းတွေပြသထားနိုင်တဲ့အတွက်ကြောင့်ပြီးရင်လည်းကျွန်တော်တို့ချန်ပီယံလိဆိုတာတော်တော်လေးဥမာနှက်ကြီးတဲ့အဲပွဲတစ်ပွဲဖြစ်တယ်ဗျာဒီအတွက်ကြောင့်ကျွန်တော်တို့အာဆင်နယ်တို့အနေနဲ့ဒီခါမှာထိတ်တိုက်တွေးဆုံမဲ့ အတင်းရလဲအတရေကိုမတ်တွေ့ဖြစ်နေတဲ့အတွက်ကြောင့်တို့အနေနဲ့အနိုင်ရလက်ကိုပုံဖော်သွားနိုင်မလားဆိုတာတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်အဲ့လိုမျိုးမဟုတ်ဘဲနဲ့အာဆင်နယ်အနေနဲ့အဲကျွန်တော်တို့နိုင်ပွဲတွေကိုပဲထပ်ပြီးတော့ရှာဖွေနိုင်မလားဒါမှမဟုတ်တစ်ဖက်ကပဲအဲအတရေကိုမတ်ထက်ကပဲဗျာအဲတို့အဲနိုင်ပွဲတွေကိုတို့အနေနဲ့ချန်ပီယံလိမ်းမှာထပ်ပြီးတော့ဆက်မလားဆိုတာတော့ကျွန်တော်တစ်ချက်တော့စောင့်ကြည့်မယ်ဒီနေ့တင်းရထိတ်တိုက်တွေ့ဆုံမှုမှာတော့ကျွန်တော်တို့အဲဟတ်တူဟတ်ကိုကျွန်တော်တစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်ဗျာ ဟာတုံးဘက်ကမှပြန်ရင်တော့ကျွန်တော်ကြည့်မယ်ဆိုလို့ဆိုရင်တော့အတရီကိုမက်ထက်ကတော့တပွဲနိုင်ထားပြီးတော့နှစ်ပွဲတည်ရေးကြထားတယ်ဗျာဒါပေမဲ့အာဆင်နယ်ကတော့အနိုင်ပွဲမရှိသေးဘူးဒီဟမ်မှာမှသူတို့အဲသုံးပွဲလောက်ပဲတွေ့ထားတယ်အဲဒီတော့ကြောင့်လဲအာဆင်နယ်တို့ဒီဒီခါသူတို့အိမ်ဝင်းမှာလည်းရှင်မြန်ကစားရမယ်ပြီးရင်လည်းသူချန်ပီယံလိမ်းမှာသုံးပွဲဆက်တိုက်အနိုင်ရလက်ကိုပုံဖော်ဖို့လိုအပ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းအာဆင်နယ်တို့အနိုင်ရလက်ကိုထပ်ပြီးတော့ပုံဖော်နိုင်မယ်ဆိုလို့ရှိရင်တော်တော်လေးကကောင်းမွန်တဲ့ အဲအခြေသွမ်းတွေလို့တော့ကျွန်တော်အမြင်တယ်ဒါမှမဟုတ်သူတို့ကလည်းပရီးမီးယားလိမ်မှာလည်းသူတို့အနေနဲ့အမှတ်ကလည်းအဲအောက်ကအဆင့်နဲ့နဲ့ဆိုလို့ဆိုရင်သူတို့သုံးမှတ်လောက်လည်းဖြတ်ထားတယ်ပြီးရင်အဆင့်နဲ့သုံးနဲ့လည်းလင်းက4မှတ်လောက်5မှတ်လောက်ဖြတ်ထားတဲ့နိုင်တဲ့အတွက်ကြောင့်သူတို့အာဆင်နယ်အနေနဲ့ချန်ပီယံလိမ်မှာပို့ပြီးတော့အားစိတ်သွားမယ်ဆိုလို့ဆိုရင်တော့အဲပို့ပြီးတော့ကောင်းမွန်တဲ့ အဲရလက်တွေကိုမြင်သွားမယ်လို့တော့ကျွန်တော်မြင်တယ်ဒီနေ့ပွဲမှာတော့ကျွန်တော်အနေနဲ့အာဆင်နယ်ကလည်းအင်္ဂလန်လည်းဖြစ်တယ်ပြီးရင်လည်းအက်သလီကိုမက်တုကလည်းသူ့ရဲ့အဝေးကမှလာရောက်ရှင်ပြိုင်ကစားသည့်တိုင်မြားသူတို့အနေနဲ့လည်းတွင်းကိုလေးတွေပြန်ပြီးတော့တွင်းနိုင်မယ်လို့ထင်တယ်ဒီပွဲမှာတော့ကျွန်တော်တော့တူဝမ်းလောက်နဲ့ပဲပွဲပြီးသွားမယ်လို့တော့မြင်တယ် Okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ပွဲနောက်တစ်ပွဲကတော့ကျွန်တော်တို့အဲမန်ချက်တာစီးတီးပေါ့မန်ချက်တာစီးတီးကတော့သူတို့အဲအဝေးကမှပိုက်ရောက်ရင်ဆိုင်မယ်ဗျာ ပီလာကြီးရဲ့အဲဒီနေ့တင်းကထိတ်တိုက်ဆိုမှုကတော့ကျွန်တော်တို့တော်တော်လေးဥမာကြည့်လို့အဲကောင်းမဲ့ပွဲတစ်ပွဲလည်းဖြစ်လာမှာဗျာဘာတို့ကြောင့်လဲဆိုလို့ရှိရင်မန်ချက်စတီးကလည်းကျွန်တော်တို့အဲပင်းရလိပွဲစဉ်မှာလည်းသူတို့အနိုင်ရလက်ထားရလက်တွေပုံပေါ်ထားနိုင်တယ်ပြီးရင်လည်းဟာလန်တို့ဘာတို့ကလည်းတော်တော်လေးဥမာကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တဲ့အတွက်ကြောင့်ဒီခါသူတို့အဝေးကွင်းမှာတော်ရောက်ရှင်ပြိုင်တဲ့ပွဲမှာတော့ထပ်ပြီးတော့အနိုင်ယူသွားနိုင်မလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်โอเคအဲဆိုလို့ရှိရင်ဒီနေ့တင်းကကျွန်တော်တို့နောက်ဆုံးရှင်ပြိုင်ထားတဲ့၅ပွဲအကြောင်းလေးကိုကြည့်လိုက်အောင် ရင်းဦးဆုံးအနေနဲ့ကျွန်တော်တို့အဲဘီလာရီရဲကိုကြည့်မယ်ဘီလာရီရဲအနေနဲ့သူတို့အနေနဲ့နောက်ဆုံးရှင်ပြန်ထားတဲ့၅ပွဲမှာဆိုရင်၂ပွဲပဲနိုင်ထားပြီးတော့၂ပွဲတည်ကြတယ်၁ပွဲရှုံးထားတယ်တစ်ဖက်ကမန်ချက်စတာတီးမန်ချက်စတာတီးကတော့သူတို့ ਨੇ ပြောင်းပြန်ဖြစ်ပြီးတော့၄ပွဲကိုအနိုင်ရလက်ပုံပုံထားနိုင်ပြီးတော့သူတို့အဲ၁ပွဲပဲသူတို့မိုနာကိုရဲ့အဲအဲငွေမှာသူတို့ချန်ပီယံလိပွဲမှာတော့သူတို့တည်ကြထားတယ်ဒီလိုဒီပွဲကြောင့်ကျွန်တော်တို့အဲဒီခါမှာရောမန်ချက်စတာစီးနေတဲ့အဝေးဘက်မှာတွားရောက်ရင်ဆိုင်မဲ့ချန်ပီယံလိပွဲမှာအနိုင်ရလက်ကိုပုံပုံထားနိုင်မှာကျွန်တော်ပထမ အာချမ်ပီယံလိပွဲစဉ်နဲ့မှာတော့တို့တို့အဝေးခွေမှာမိုနာကိုသွားပြီးတော့အဲကစားတဲ့ပွဲမှာတော့တို့အဲတေရရလက်ပုံခေါ်ထားတယ်ဒါပေမဲ့အဲ့ဒီပွဲမှာလည်းမိုနာကိုရဲ့နောက်တန်းတွေတော်တော်လေးမှာကောင်းမွန်တဲ့အဲပုံစံလေးတွေကျွန်တော်မြင်ရတယ်ဒီတစ်ခါတော့ကျွန်တော်တွေ့ဆုံမဲ့ဖီလာရီးရဲ့ပွဲမှာပေါ့အာဆင် sorry ပါမန်ချက်တာစီးတီးအနေနဲ့ကျွန်တော်ဘာတွေများအဲထပ်ပြီးတော့လုတ်ပြသွားနိုင်မလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီနှစ်သင်းမှာတော့အဲကော်ဟာချက်ကတော့အဲ့ဒီ ကျွန်တော်နောက်ဆုံးရှင်ပြိုင်ထားတဲ့၅ပွဲမှာတော့အဲတစ်ဖက်ကငွေကွင်းကိုမှတော့ရောက်ရှင်ပြိုင်မဲ့ကစားသမားရှင်ပြိုင်မဲ့အသင်းဖြစ်တဲ့မန်ချက်စတာစီးရီးယားပို့ပြီးတော့အဲတာနေတာမြင်တယ်ဗျာဒီအတွက်ကြောင့်တစ်ဖက်ကအဲဘီလာရီယားအနေနဲ့သူတို့ရဲ့အိမ်ဝင်းမှာမန်ချက်စတာစီးရီးယားကိုဘယ်လိုတွေဒုက္ခပေးပြီးတော့သူတို့အနိုင်ရလက်ကိုအဲပုံဖော်သွားနိုင်လားဆိုတာတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရအောင်နေမဲ့အဲမန်ချက်စတာစီးတီးအနေနဲ့လည်းသူတို့ချန်ပီယံလိအတွေ့အကြုံလေးတွေကိုတော်တော်လေးများများကိုရထားတယ်ဗျာအဲဒီအတွက်ကြောင့်လည်းသူတို့ဗီလာရီယယ်ကိုသူတို့အဲတော့ရင်ဆိုင်နဲ့ ွဲမှာတော့တို့အနိုင်ရလက်ကိုပုံဖော်သွားနိုင်မယ်လို့မြင်တယ်အဲ BRV ရဲ့အနေနဲ့ကလည်းသူကျွန်တော်တို့ချန်ပီယံလိပွဲတင်နှစ်ပွဲကန်ထားပြီးတဲ့အချိန်မှာတော့တပွဲရှုံးတပွဲတည်ဆိုပြီးတော့တို့အနေနဲ့တမတ်ပဲကျွန်တော်ရရလက်ပုံဖော်ထားနိုင်တယ်ဗျာမန်တာစီးတီးအနေနဲ့ကတော့တို့ကတော့တပွဲနိုင်တပွဲတည်ဆိုတော့တို့ရမှတ်လေးမှတ်တော့မှစုဆောင်းထားနိုင်တယ်ပြီးရင်လည်းတို့အဝေးခွင့်နေပါမှာသွားပြီးတော့တည်ရလက်ကိုရအောင်ပုံဖော်ထားနိုင်တဲ့အတွက်ကြောင့်ဒီတစ်ခါမှာတော့ချန်ပီယံလိပွဲစဉ်အုံးမှာ မန်ချက်တာစီးစီးအနေနဲ့ဘာတွေဘလို့လုတ်ပြနိုင်မလဲဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်မယ်အထူးသဖြင့်ဟာလန်ဟာလန်တို့အနေနဲ့တော့မန်ချက်တာစီးစီးမှာပြည့်ကြည့်လိုက်ဘယ်သူဂိုးတင်လဲဆိုလို့ဆိုရင်ဟာလန်ပါပဲအများကြီးတော့ကျွန်တော်တို့ပြောနေကြတာမျိုးဟာလန်ကလည်းတော်တော်လေးမှကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားတဲ့နေနေကျွန်တော်အခုပြမလေးပွဲစဉ်အဲရှစ်ပွဲပြီးသွားတဲ့အချိန်မှာတော့အဟာလန်အနေနဲ့ကတော့အဂိုး၁၀ကိုကျော်အထိတော့မှတွင်ထားပြီးအဆစ်တွေတော့လုတ်ထားတဲ့အတွက်ကြောင့်ပြမလေးမှာတစ်စုံသူတဲ့ပုံများတဲ့ အာ twin ကို twin ထားတဲ့ကစားသမားမရှိတဲ့လောက်ပဲဖြစ်သွားပြီဗျအဲ့တော့ကြောင့်လဲဟာလန်အနေနဲ့ဒီခါအဝေးကွင်းမှာတောင်းရောက်ရှင်ပြန်မဲ့အဲပွဲမှာရောဘာတွေဘလို့လောက်ပြပြီးတော့ကျွန်တော်တို့ twin ကိုတွေဘယ်နှကိုအထိဆက်လက်ပြီးတော့ twin မလဲဆိုတာတော့ကျွန်တော်တို့တစ်ချက်ပဲထဲစောင့်ကြည့်ရမယ်ဟာလန်အနေနဲ့ကျွန်တော်တို့ပြမြလေးပွဲစဉ်ရင်ရှစ်တောင်းလိုမျိုးပဲအဲဂိုးပေါက်တွေအဲ မလွဲချော်ပဲနဲ့အဆုံးသက်တာတေးချမယ်ဆိုလို့ရှိရင်ဟာလန်အနေနဲ့ကျွန်တော်တို့ပုံမကောင်းမွန်တဲ့တွင်းကိုတွေကိုသူ့စီရနေပြီးတော့ကျွန်တော်တို့မြင်တွေ့ရမယ်လို့မြင်တယ်ဒီနေ့တင်းရထိတ်တဲ့တွေးဆုံမှုမှာတော့မန်ချက်တာစီးတီအနေနဲ့ကလည်းအဖက်ဖက်ကတားတယ်ဗျဒါပေမဲ့တစ်ဖက်ကကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင် BRR ကလည်းသူ့ရဲ့အိမ်ဝင်ဖြစ်တယ်ပြီးရင်လည်းသူ့ရဲ့အိမ်ဝင်မှာတော်တော်လေးမှာကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားနိုင်တယ်ဒီတော့တောင်ချန်ပီယံလိဂ်ပွဲမှာဟိုဘီလာရီယားကလည်းသူ့ရဲ့အိမ်ဝင်ဖြစ်တဲ့လျောက်မန်ချက်တာစီးတီကိုဘယ်လိုမျိုးဒုက္ခပေးပြီးတော့နိုင်ယူသွားမလဲဆိုတော့ကျွန်တော်တို့ ဆောင်းတော့ကြည့်ရမယ်ဒီဘွဲမှာတော့ကျွန်တော်ကတော့အဲမချက်တာတတိယလည်းအဝေးဝင်းမှာသွားရောက်ရင်ဆိုင်ကစားမယ်ဗျာပြီးလို့စရင်လည်းကစားသမားကောင်းတွေရှိတဲ့အပြင်ဟိုမှာအဲသူတို့အနိုင်ဘွဲတွေမှာလည်းရှိမှာဆက်ထားတယ်ဒါမှမဟုတ်ဒီကမ္ဘာတော့ချန်ပီယံလိဘွဲမှာတော့အဲသွားရောက်ရှင်ပြိုင်မဲ့အဲဗီရာရီရဲ့အင်္ဂူမှာတော့ကျွန်တော်အနေနဲ့မန်ချက်တာစီးတီးကိုကျွန်တော်အဲ နဲမစ္စတာစီးထက်စားလို့ဆိုရင်ဘီယာရီရဲ့ကိုပို့ပြီးတော့သဘောကျဗာဖြစ်လို့ဆိုရင်ဘီယာရီရဲ့အရှင်းမှလည်းသူတို့ရှုံးပွဲလေးဆက်ထားတယ်ဒါမဲ့အခုတခါရှင်ပြန်ကစားမဲ့ပွဲရတယ်ချန်ပြန်လိပွဲဖြစ်တဲ့အတွက်ကြောင့်သူတို့အနေနဲ့နိုင်ရလက်ကိုဟိုလိုအပ်တယ်ဗျဒီတော့ကြောင့်လည်းမန်ချက်တာတီတီကိုသူတို့အနေနဲ့အနိုင်ယူသွားမယ်လို့တော့ကျွန်တော်ထင်တယ်ညီကိုတွေရောဘယ်လိုမြင်ကြလဲဒီနှစ်သင်းရဲ့ထိုက်တိုက်တွေ့ဆုံမှုမှာတော့ကျွန်တော်ဟတ်တူဟာကျွန်တော်ထိုက်တိုက်တွေ့ဆုံမှုမှာပြန်ကြည့်မယ်ဆိုလို့ဆိုရင်တော့ မန်ချက်တာစီးတီးရပဲကျွန်တော်တို့အဲနှစ်ကြိမ်သလုံးနိုင်ထားတယ်ဗျာနှစ်ကြိမ်တွေ့ထားတယ်ချိန်မှာအဲဒီတော့ကြောင့်လဲမန်ချက်တာစီးတီးအခုတွားရောက်ရှင်ပြန်မဲ့ဗီရာရီရဲ့အိမ်ကွန်းမှာထပ်ပြီးတော့နိုင်ယူမလားဆိုတာတော့ကျွန်တော်တို့ကြည့်ရမယ်ဒါမှမဟုတ်ပဲနဲ့မန်ချက်တာစီးတီးရဲ့အဲအများနဲ့နိုင်နေတဲ့ရလက်တွေကိုပဲဗီရာရီရဲ့ကနေပြီးတော့အဆုံးသတ်ပေးနိုင်မလားဆိုတာတော့ကျွန်တော်တို့အဲညီကိုတွေနဲ့တူစောင့်မျှော်ကြည့်ရှုပြီးတော့အားပေးလို့ရပါတယ်ဒီပွဲမှာရောညီကိုတွေအနေနဲ့မန်ချက်တာစီးတီးရပဲကျွန်တော်တို့အနိုင်ပွဲတွေဆက်မလားဒါမှမဟုတ်ပဲနဲ့ ်တစ်ဖက်ကဘီလာရီယာပဲသူ့ရဲ့အိမ်ဝင်အသားချက်နဲ့ပြီးလို့ရှိရင်မန်ချက်စတာစီးကိုနိုင်ယူငါနိုင်မလားဆိုတာညီကိုလေးနေနဲ့ဝင်းအောင်ဆွေးနွေးမချက်ပြီးသွားလို့ရပါတယ်။နောက်ရောက်ကြည့်ရှုပေးတဲ့ညီကိုလေးတယောက်ချင်းနေတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာ။